စကိုင်းတိုင်းအင်းတော်မျိုးတိုက်ပွဲကနေထွက်ပြေးသွားတဲ့စစ်ကောင်စီရဲ့တပ်မ89တပ်မမှုဘုံမှုချုပ်အောင်တပ်ဦးအပါဝင်ရှစ်တမန်160ထက်မနည်းကိုဧပြီလ9ရက်နေ့မှာအရှင်ဖမ်းဆီးရမိထားတယ်လို့အမျိုးသားညီညွတ်ရေးဆိုရ NUG က AOD ကိုအတည်ပြုပါတယ်။အင်းတော်မျိုးကိုကချင်လူမျိုးရေးတပ်မတော် KIA ကတရင်တရင်မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDI ရဲ့တရင်တရင်နဲ့ NUG လက်အောက်ခံပြည်သူ့ကော်မတီတပ်ဖွဲ့တွေကရှစ်လကြာတိုက်ခိုက်ပြီးတဲ့နောက်ဧပြီလ10ရက်နေ့မှာတင်ပိုက်ခဲ့တာပါ။ အင်းတို့မျိုးကနောက်ဆုံးကျန်တဲ့ဂျပန်လှိုင်ဟူကနေကတာမျိုးကစစ်တပ်စီကိုပေါင်းနိုင်ဖို့ထွက်ပြေးသွားတဲ့တက်မှမှုနဲ့ဖွဲ့ကိုဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာဖြစ်တယ်လို့ NUG ဘက်ကပြောပါတယ်ဒီကတော့စစ်တုံမှန်ဖြစ်သွားတာပေါ့နော်စစ်တုံမှန်ဖြစ်တဲ့တကြောင်လို့ဒါကျွန်တော်တို့ရှိမှာဒါစစ်တုံမှန်ဟိုဟာဒီဘယ်လိုပုံစံမျိုးပြုမှုဆက်ဆံရမလဲဘယ်လိုပုံစံမျိုးတွားမလဲဆိုတဲ့ဟာရှိတယ်ပေါ့နော်အဲအဲ့ဒီအဲ့ဒီအဲ့ဒီလမ်းကြောင်းရတဲ့အတိုင်းတွားမှာပေါ့နော်ပြီးရင်တော့သူ့ကိုတော့သူသူဘာတွေလုပ်ခဲ့တယ်ပေါ့ဗျာနော်ဒီဟာတွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ အဥပဒေနဲ့ညီဒါတရားစီရင်ရမှာဟုတ်ဟုတ်ဒီတိုက်ပွဲဟာအာဏာသိမ်းပြီးမှစတင်ပေါ်ပေါက်လာတဲ့ PDF တပ်ဖွဲ့တွေရဲ့ပထမဆုံးတက်မှတ်မှုတရားကိုဖမ်းဆီးနိုင်တဲ့အကြီးမားဆုံးအောင်မြင်မှုဖြစ်တယ်လို့စီရေးတုတေသူတွေကထောက်ပြပါဗါတော်လိုင်းဤတက်တွေဖမ်းဆီးလိုက်တဲ့တက်မှတ်89ရဲ့တက်မှတ်မှုဘုံမှုရောက်အောင်တအူးဟာစစ်တပ်ကတော့အပတ်စဉ်42တင်းတန်းစစ်တအူးဖြစ်ပါတယ် အဲ့ဒီမတိုင်ခင်ကသူဟာအခြေချစစ်ဗျူဟာစဘာဟကောတောင်းမှာတာဝန်ထမ်းဆောင်ခဲ့သလိုဗျူဟာမှုမဖြစ်ခင်ကတက်မတော်ကာဝေးဦးစည်းချုပ်ယုံကကြီးတက်စစ်စင်ရေးမှာတာဝန်ထမ်းဆောင်လာတာလို့အကြမ်းမဖက်အာနာဖီဆိုင်ရေးလှုပ်ရှားမှု CDM မှာပါဝင်ထားတဲ့ဗိုလ်ကြီးစင်ရောကပြောပြပါဗျ။စစ်ကောင်စီကအာနာသိမ့်ပြီးနောက်ပိုင်းနိုင်ငံအနှံ့စစ်မျက်နှာဖွင့်နေရတဲ့အတွက်စစ်ရင်ရပြုံးတိနေပြီးယာဒူးတွေကိုလည်းလိုတလိုခန့်အပ်နေတယ်လို့ CDM စစ်သားတွေကဆိုပါဗျ။အခုဖမ်းမိထားတဲ့ဘူမှုချုပ်အောင်တအူးဟာ 2023နောက်ပိုင်းမှာတမခွန်29ရဲ့တမမှုဖြစ်လာသူလို့စုံစမ်းသိရှိရပါတယ် G1 ဘဝမှာပေါ့နော် G1 စေဦးစီးမှုပထမတန်းမှာတော့စေယုံချုပ်မှာအမြင့်ဆုံးလို့ပြောလို့ရမယ်ကကကြီးကြီးစစ်စင်ရေးမှာစစ်စင်ရေး G1 ထမ်းဆောင်ခဲ့ပါတယ်အဲ့ဒါပြီးမှသူ ကော့တောင်းဖြူဟာမှုတောင်းထမ်းဆောင်ခဲ့တာဖြစ်ပါတယ်အဲအခုအများထင်နေသလိုကျွန်တော်တို့ဒီဘကိုးနဲ့ရန်ကုန်မှာလုံးဝတမမှုကသူမဟုတ်ပါဘူးဘုံမှုချုပ်ရဲကျော်သူဆိုသူဖြစ်ပါတယ် အဲဒါမဲ့ဒီလူကလည်းကော့တောင်းမှာတော့ကတော့ဒီဒေသခံတွေကိုဖန်စီနှိမ့်ဆက်တာတွေပေါ့နော်ဖန်စီနှိမ့်ဆက်တာတွေစစ်စေးမင်းမြန်းတာတွေအဲ့ဒါမျိုးတွေလုတ်ခဲ့တာတွေတော့ရှိပါတယ်ခင်ဗျဟုတ်ကဲ့1966ခုနှစ်ဇွန်လ6ရက်နေ့မှာမြန်မာစစ်တပ်ရဲ့ပထမဆုံးတပ်မအဖြစ်တပ်မ89ကိုစတင်ဖွဲ့စည်းခဲ့ပြီး တမမှုဘုံမှုရုပ်တင်ဆွေကစတင်ဦးစီးခဲ့တာလို့စီရေးတူတီတီဗီရဲ့ပြောပြချက်အရသိရပါဗျ။မြန်မာစစ်တပ်ရဲ့ဖွဲ့စည်းပုံအင်္ဂါစဉ်အရတမတစ်ခုမှာအရာရှိအယောက်40နဲ့အခြားအဆင့်363ယောက်စုစုပေါင်း403ယောက်နဲ့ဖွဲ့စည်းထားပါဗျ။အဲ့ဒီထဲမှာဘုံမှုရုပ်တယောက်ဘုံမှုကြီး၄ယောက်နဲ့အခြားအဆင့်အရာရှိတွေပါဝင်ပြီးတပ်သားက214ယောက်အင်အားရှိပါဗျ။ ဘူတိုင်းအင်းဒဂုံမြို့မှာခြေစိုက်ထားတဲ့တမ89ခွန်ဟာဒီမိုကရေစီအရေးလှုပ်ရှားသူတွေကိုအချမ်းဖတ်ဖိနှိပ်ရမှာနမဲဆိုးနယ်ကြော်ကြားပါတယ်၂021ခုနှစ်ဧပြီလ9ရက်နေ့မှာဘကုမြို့ပေါ်ကမကတိခံတက်လို့နမဲပေးထားတဲ့ဆန္ဒပြလူငယ်တွေရှိရာကိုတမန်89ခွန်က RPG အပါအဝင်လက်ပစ်ဘုံတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့လို့လူငယ်80ဦးထပ်မံတည်ဆုံးခဲ့ရပါတယ်ဒါပြင်2021ခုနှစ်အာနာသိမ့်ပြီးနောက်ရန်ကုန်နဲ့ပဲခူးကဆန္ဒပြသူတွေကိုပြစ်ခတ်ဖြိုခွဲတာ ဖမ်းဆီးနှိပ်စက်တပ်ဖြတ်တာတွေကိုလုပ်ခဲ့တဲ့တမာဖြစ်တယ်လို့ကိုယ်တိုင်ပါဝင်ဆန္ဒပြခဲ့သူကအေယာဝတီကိုပြောပါတယ်။ရန်ငင်းကြောက်ကုန်းမှာအဲကျွန်တော်တို့စီစင်းနဲ့စင်းကြီးနယ်တပိတ်အကြီးပေါ့နော်ဖြိုခွဲခံရတယ်အဲ့ဒီတဲမှာလည်းအဲတမခွန်ခွန်ပါတယ်လို့ဟိုကျွန်တော်တို့သိရတာပေါ့နော်တက်ရဲရဲပေါင်းပြီးတော့ဖြိုခွဲကြတာပေါ့နော်အဲ့လိုဆိုတော့အဲအဲ့ဒီမှာလည်းစီတက်ကတူကចောင်းသားចောင်းသူတွေအယောက်တရာကျော်လောက်ဖမ်းခံရတယ် ပဲကိုးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လေးနှစ်ပြည့်တဲ့တိတိမှာကျွန်တော်တို့ကအဲຫນွေဦးဒေါ်လန်ရေးရဲ့ဦးဆုံးအဲအကျန်းဖတ်ခဲ့တဲ့ကျွန်တော်တို့အကျန်းဖတ်ခဲ့တဲ့တက်မကိုအကျွေးပြန်ယူလိုက်နိုင်တယ်လို့ပြောလို့ရတာပေါ့နော်အဲ့လို့ဆိုတော့ဒါရန်ကုန်အထူးသဖြင့်ရန်ကုန်မြို့ကြီးပြကြီးမှာလက်နက်ကရိယာအပြည့်အစုံနဲ့ဟိုကျွန်တော်တို့ဟိုဘာမှမရှိတဲ့ပြည်သူကို RPG တွေပြစ်အဲကြီးစစ်တွေနဲ့ပြစ်ပြီးနှိမ်နင်းတဲ့တက်မကိုကျွန်တော်တို့ကောင်းကောင်းကြီးအဲဟိုအကျွေးပြန်တောင်းလိုက်နိုင်တယ်လို့ပြောလို့ရပါတယ်ဗျာဟုတ်တက်မ89ဟာ2009ခုနှစ်က တန်ခါရေးခင်းမှာပြစ်ခတ်တပ်ဖြတ်မှုအတွက်တာဝန်ရှိတဲ့တပ်ဖွဲ့ဖြစ်တယ်လို့လူခွင့်လီလာစောင့်ကြည့်ရေးဖွဲ့ HRW ကထုတ်ပြန်မှုပါတယ်။တမ89ခွန်ဟာ1966ခုနှစ်မှာဗကုယုမမှာအခြေစိုက်တဲ့ဗမာပြည်ကွန်မြူနစ်ပါတီဘကပရဲ့ဌာနချုပ်စခန်းကိုအပိတရှင်းလင်းနိုင်ခဲ့တာကြောင့်မြန်မာစစ်တပ်ကုံရီရဲ့တပ်မဖြစ်တယ်လို့စစ်တပ်အသိုင်းအဝိုင်းကသိရပါတယ်။တမ89နောက်ပိုင်းမှာစစ်တပ်ကတမ88 99နဲ့66တို့ကိုဆက်လက်ဖွဲ့စည်းခဲ့ပြီး2021အာဏာသိမ်းပြီး ဗိုလ်ချုပ်မှုကြီးမင်းအောင်လည်းလက်ထက်မှာတော့ဒီတက်မတွေဟာတရင်လိုက်ရှင်းလင်းခံနေရတဲ့အခြေအနေတွေကိုရင်ဆိုင်နေကြရပါတယ်စစ်တပ်ရဲ့ကနအူးဖွဲ့စည်းတဲ့တပ်ဖြစ်တဲ့စစ်တပ်ရဲ့အောင်မြင်မှုရဲ့အမှတ်လက္ခဏာလည်းဖြစ်တဲ့1966မှာစဖွဲ့ပြီး6968မှာတက်မ88နဲ့ကိုကိုဖွဲ့တယ်အဲ့တက်မ3ခုနဲ့တော်တော်ကြားတယ်အရှိမြောက်မှာဘကပတိုက်တာတို့ကရင်တိုက်တာတို့ဒီတက်မ3ခုနဲ့ပဲအဓိကတိုက်တဲ့အခါကျတော့ ဒီတက်မ3ခုဟာစစ်တပ်အတွက်အရေးကြီးတာပေါ့ဒါပေမဲ့အခုဟာကကြတော့ခွန်ခွန်တက်မမှုလဲအဖမ်းခံရတယ်ရှစ်ရှစ်တက်မမှုကတော့ KIA တိုက်ပွဲမှာကြတယ်မနှစ်ကကြတယ်ကိုကိုတက်မမှုကလည်းတစ်တုံညာနှစ်ခုမှာမုံကိုဘက်မှာကြတယ်ပေါ့အဲ့ဒီတော့စစ်တပ်ရဲ့အမာခံတက်မတွေတစ်ခုပြီးတစ်ခုပြိုလဲနေတယ်လို့ပြောရမှာပေါ့